အားလုံးမင်္ဂလာပါဟိုတလောတော့ကကျွန်တော်ပြောခဲ့ဘူးတယ်ပေါ့နော်ထိုင်းနိုင်ငံမှာကျွန်တော်တို့လက်ရှိအလဲဗီဇာနဲ့လာတဲ့သူတွေပေါ့နော်ပြီးလို့ရှိရင်ဒီ student ကျောင်းသားပေါ့နော် education ပညာရေးဗီဇာနဲ့အလုပ်လာလုပ်တဲ့သူတွေနော်ကျွန်တော်ဗီဇာမမှန်ကန်တဲ့သူတွေပေါ့လက်ရှိမှာအစိုးရကနေပြီးတော့ဈေးရောင်းလို့ဆိုပြီးတော့လိုက်ပြီးတော့ဖမ်းနေပါတယ်နော်အခုဆိုရင်လည်းဒီရုရှားတာဟွေခွန်ဘတ်မှာပေါ့နော်ကုန်တိုင်းတစ်ခုမှာဒီတရုတ်နိုင်ငံသား15ဦးပေါ့ သူတို့ကဒီလက်ရှိလိုက်လွှင့်ပြီးတော့ဈေးရောင်းတဲ့သူတွေเนาะသူတို့မှာတတ်မှတ်ထားတဲ့ work permit ကအလုပ်လုပ်တဲ့ work permit မဟုတ်ဘူးအလဲပတ် visa ပဲဆိုလို့ရှိရင်အလုပ်လုပ်တဲ့ work permit မရှိရင်ဖမ်းနေပါတယ်အဲ့ဒါလေးတွေအထူးသတိထားဖို့ပါเนาะအခုဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံတန်တောက်ဆိုတဲ့ခေါင်းစဉ်အောက်မှာပေါ့เนาะကျွန်တော်တို့ဒီလက်ရှိမြန်မာတွေရောတခြားလူတွေရောအကုန်လုံးပေါ့เนาะဘယ်လိုပြောမလဲနိုင်ငံရသားအလုပ်သမားမှန်သမျှပေါ့เนาะ visa အလဲဗီဇာနဲ့လာတဲ့သူတွေအကြောင်းသားဗီဇာနဲ့လာတဲ့သူတွေအကုန်လုံးကိုအခုဆိုရင်တင်းတင်းကြပ်ကြပ်ဖမ်းဆီးနေတာတွေ့ရပါတယ်ဒီကနေ့ရက်စွဲနဲ့ပေါ့နော်ဒီ6လပိုင်း12ရက်နေ့ရက်စွဲနဲ့ကျွန်တော်တို့ဒီရက်ရှတာဝိတ်ခွန်ဘက်မှာဒီကုန်ကန်းကြဟငန်းပေါ့နော်လောသမဝန်ကြီးဌာနကနေပြီးတော့အထူးစီမံချက်နဲ့လိုက်ဖမ်းနေတာတွေ့ရတယ်အဲ့ဒီတနေရာလေးလားတော့ဆိုတော့မဟုတ်ဘူးဗျတခြားသောနေရာတွေမှာလည်းပဲ တို့ဒီစီမံချက်နဲ့ဖမ်းဖို့အတွက်ရှိရလို့သိရတယ်ဒါခုနလေးဒီမှာ post တင်ထားတာတွေ့တဲ့အတွက်ကျွန်တော်တို့မြန်မာတွေမပါသွားရအောင်မထီရလေအောင်ပေါ့နော်ဒီ online ပေါ်ကနေပြီးတော့ line လွင့်ပြီးဈေးရောင်းတဲ့သူတွေကိုယ့်အကူအိမ်မှာပဲရောင်းတာပဲဖြစ်ဖြစ်ပေါ့နော်ဟိုနာမည်ကြီးတဲ့သူတွေပေါ့ online shop လုပ်ပြီးတော့နာမည်ကြီးတဲ့သူတွေတည်ထားဖို့ဒါလာပြီးပြောပြပေးတာပါ အထောက်ထားဆုံးလို့ ਨੇ ဝက်ပါမစ်စုံတယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးဒါလေးကိုအထူးသတိပေးရပါအဓိကကတော့ဝက်ပါမစ်မရှိဘူးအလဲဗီဇာသမားတွေเนาะ education visa တွေเนาะပြီးရှင် retirement visa တွေပြီးလို့ရှိရင် DDB visa တွေနဲ့နေတဲ့သူတွေပေါ့เนาะဈေးရောင်းတဲ့အလုပ်ကိုလုပ်လို့မရပါဘူးလို့အဲ့ဒါလေးလာပြောပြတာပါတချို့ចောင်းသားတွေဒီ freelance အနေနဲ့ပေါ့เนาะဒီចောင်းအားတဲ့အချိန်လေးတွေမှာ ဒီဈေးရောင်းတာမျိုးတို့เนาะစားသောက်ဆိုင်တွေမှာကျွန်တော်တို့စပွဲတွေဝင်လောက်တာမျိုးတို့ဒါမှမဟုတ်ကုန်စုံဆိုင်တွေမှာကုန်တိုက်တွေမှာเนาะဈေးဝင်ရောင်းတာမျိုးတွေအဲ့ဒါမျိုးတွေလောလောဆယ်တတိထားဆင်ခြင်မှုလာပြီးတော့ပြပြပေးတာဖြစ်ပါတယ်ခင်ဗျာ